တနေ့ငွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025 April လတရနေ့ရနေ့ခုနှစ်နှစ်အတွင်းကာလဟာ ကောင်းသော ပြောင်းလဲမှုဖြစ်စဉ်များနဲ့တိုးတက်မှုဖြစ်ရများကိုကြုံတွေ့မယ်နေချက်သောရက်ကိုကြုံသွားလာပြီးတဲ့အချိန်ကစပြီးတော့ကတ္တမဟာပြောင်းလဲဖြစ်စဉ်ပဲကိုဥတည်နေတယ်ပြီးခဲ့တဲ့ မာချ်နစကိုနေချပီကလာနေဒီခုလွ်မြောက်လာပြီဒီကလာဟာ ကိုယ့်ရဲ့ဘဝရဲ့ထူးခြားတဲ့ကံကြမ္မာရဲ့စတင်ခြင်းကို တနည်းတွေနေမွေးသူတွေခြုံတွေ့ရမှာပေါ့ရှင်မန်းချက်တွေထားပြီးအောင်မြင်မယ်ရှင်ပြန်မှုတွေမအောင်မြင်မယ်ဘဝတွတ်တက်မှုရဲ့အနေသာရကိုရရှိနိုင်မယ်တည့်ရနေ့မှာထူးခြားတဲ့အောင်မြင်မှုနဲ့တွတ်တက်မှုတွေကိုဖန်တီးနိုင်ခွင့်ရှိတယ် နှရနေ့မှာကောင်းသောအပြောင်းလဲနဲ့ဒဏ္ဍာနဲ့ပေါ်မယ်။နှရနေ့မှာအသွားလာနေတိုင်းခရုဆိုင်ရမှာအဲ့ဒီမှာမတော်ဆန့်ညင်သတိထားရမယ်။အရှိရဂုတိသွားစေ။အနည်းရှိတတ်တယ်။မနေ့ခုနှစ်နိုင်ခွဲနဲ့ခုနှစ်နိုင်တွင်ခရုဆိုင်ရမယ်။သုံးရနေ့ကတော့ငွေကြေးကံလုပ်ငန်းကံတို့ဆိုတွတ်တက်တဲ့နေ့တစ်ခုဖြစ်တယ်။လေးရနေ့မှာမူလရည်မှန်းတာနဲ့လက်တွေ့ကြရမယ်။အတိုက်ခံတဲ့ဂျုံပြီးမှ လိုရာပြည့်စုံမယ်။ငါးရက်နေ့ကတော့အရေးပါတဲ့ဆုံးဖြတ်ခြင်းနဲ့ဘုရားတွတ်တက်မှုတွေရှိနိုင်တယ်။၆ရက်နေ့ကရပိုင်ခွင့်တွေလက်ဝယ်ပြန်ရပြီးတော့9ရက်နေ့မှာငွေကြေးလုပ်ငန်းစီးပွားဘုရားရဲရဲအပြားပြားကောင်းသောကံကြမ္မာနဲ့တွတ်တက်ခြင်းတွေရှိမယ်။ဒီတပတ်တကာလအတော်တွေမှာတနင်္လာနေ့တောက်ချန်နေ့ငါးနေ့မွေးသူတွေကောင်းကျိုးပေးတယ်။ဇာသပတိနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောင့်ချက်တွေ ြစ်တတ်တယ်။နံပါတ်1 69ခဏနေအချိုးပေးတယ်။အပြာရောင်ဖက်ရောင်နေရောင်တို့ကို သုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်ကောင်းခြင်းကတ္တမနဲ့တိုးထက်ခြင်းရဲ့နှစ်သာရတွေထူးခြားစွာရရှိနိုင်တယ်။ဒီတပတ်တာကာလအတွင်းတွင်အထူးပြုသော အကြောင်းအရာတစ်ခုရှိတယ်။အဲ့ဒါကတကူလာရဲ့ပထမဦးဆုံးသော အင်္ဂါနဲ့အဲ့နေရာထူးခြားတဲ့သွန်သတိရှိတယ် ဲ့ဒီမှာဆူတောင်းဖြစ်မယ်ဒါပေမဲ့ဆောင်းရမယ်စနစ်ကတော့စနစ်ချောက်ကိုရိတ်ကြည့်တယ်အဲ့ဒီဒုက္ခရဲ့ပထမဆုံးအင်္ဂါနေ့ကဧပြီလ10ရက်နေ့နဲ့သွားတိုက်ဆိုင်မြည်သည့်နေ့မွေးသူမဆိုးအဲ့ဒီနေ့မနေ့ကိုးနိုင်ချိန်မှာဖះစီတီကိုသွားပြီးဖះရဲ့ဗုဒ္ဓတော်မှာပတောင်းညွန့်၁၂ညွန့်တင်ပြီးတော့ လောရဆန္ဒပြုတနေ့တာအတွင်းကိုလိုချင်တဲ့အကြောင်းရတယ်ဆန္ဒပြုပြီးတော့ဆူတောင်းရဲ့အဲ့ဒီဆူတောင်းတကယ်ပြည့်တယ်ဒါကတနေ့မှမှတလတလမှမှတရက်တရက်မှမှ တမနဲ့ပတောက်တို့ရဲ့စွမ်းသတ္တိရှိတယ်ဆိုတော့စာစုပေါ်ထင်းတာအဲ့ဒီဒီပတောက်ညုံစနေညုံကိုအဲ့ဒီတကူးလာရဲ့ပထမဆုံးအင်္ဂါနေ့မနေ့9နိုင်ချိန်မှာ ဗုဒ္ဓတော်မှာသွားပြီးဒီပတော်ဆန္ဒရှင်ကိုတင်ပြီးတော့လောရဆန္ဒပြုရင်တကယ်ကိုအောင်မြင်တယ်လက်တွေ့ဆန်းသက်နိုင်ဖို့အတွက်ဒီတပတ်ရဲ့ဆောင်ရရမယ့်ကိစ္စဖြစ်တင်ပြလိုက်ပါတယ်ကျေးဇူးတင်ပါတယ်တနင်္လာနေ့ပွဲသူအားလုံးမင်္ဂလာပါ2025 April 1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာ ြောင်းလဲခြင်းနဲ့တိုးတက်ခြင်းတွေရှိတယ်။ရှင်မန်းချက်စစ်တွေကိုအကောင့်ထဲပေါ်ပြီးဘုရားအောင်မြင်နိုင်တယ်။ခီးကိစ္စအစဉ်ပြေမယ်။အကြီးကဲအမျိုးသမီးများအမေဖွားတော်တို့ရဲ့ချမ်းမြေကိုဆက်ရမယ်။မထင်မှားပဲခီးသွားနိုင်မယ်။ခြံကားခန်းကိစ္စဝေရောက်ပြောဆိုဆောင်ရွက်ခြင်းတွေအောင်မြင်နိုင်မယ်။အရဝေးနိုင်ငံရခြားနဲ့ပတ်သက်တဲ့ကောင်းခြင်းသတိစကားနဲ့တိုးတက်ခြင်းများကိုကြုံတွေ့ရမယ်နေထားရှိတယ်။ဘဝရည်မှန်းချက်နဲ့လူလားချက်တွေကိုလုံးအောင်မြင်မယ်။ တရနေ့မှာခရီးကံကောင်းမယ်ဥတီချက်ပြောင်းပြီးလှုပ်တာလေးဒီအဆင်ပြေမယ်ကံကြမ္မာမြင်မားခြင်းနဲ့တိုးတက်ခြင်းရှိမယ်နေ့ရက်နေ့မှာငွေချေးကံကောင်းခြင်းလက်ဖွင့်ခြင်းတိုးတက်ခြင်းကိုကြုံမယ်မတော်တဆနေ့သတိထားရမယ်အရှိရကုန်ဒီသွားစံနေ့ရှိတဲ့တယ်မနေ့ခုနိုင်ခွဲနဲ့ခုနိုင်တွင်မှသတိထား၃ရက်နေ့မှာယံပတိဖက်ကရင်နဲ့ရင်ဆိုင်ပြီးမှတို့ရပြည့်စုံမယ် အလွယ်ရချင်းဖြစ်ခြင်းမရှိဘူးတိုက်ခတ်တဲ့ယံနဲ့ရှင်ပြီးလောက်ရမယ်။လေးရက်နေမှာရေးပါတဲ့ဆုံးဖြတ်ချက်ကိုချမ်းမှတ်အမယ်။စလိုက်တဲ့ကိစ္စမှာထူးထူးခြားခြားကောင်းနေမယ်။၅ရက်နေမှာအချွေးမီဟောင်းတွေပြန်တောင်းခံလို့ရတယ်။ရပိုင်ခွင့်တွေပြန်လဲတောင်းဆိုလို့ရတယ်။ခီးကိစ္စအစဉ်ပြေတယ်။၆ရက်နေလက်ဖွင့်ကပ်ဖွင့်ခြင်းနဲ့အလိုပြည့်စုံခြင်းတွေရှိမယ်။ရှင်မထားသည်များဆောင်ရွက်၍ထူးချိုးပေးတယ်။ခုနှစ်ရက်နေမှာရှင်ပြန်မှုမှမများအောင်မြင်ခြင်းနဲ့ ဘဝတွတ်တဲ့ချိန်ရဲ့နှစ်သာရကိုရရှိမယ်။ဒီတပတ်တော်ကာလအတွင်းမှာဇာတာပတိနေဗုဒ္ဓနေ့စနေနေ့မွေးသူတွေကိုကောင်းကျိုးပေးမယ်။တနေ့ကတွင်တင်းလာမွေးသူတွေနဲ့ဆက်ဆက်၍စိတ်နှောက်ရှိတဲ့ဂတိကောင်းနေဖြစ်ပေါ်ခြင်းကိုကြုံနိုင်ပါတယ်။နှစ်ခုကိုကနန်းနေချိုးပေးတယ်။အစိမ်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုသုံးပြီးလူရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်။ဒီကာလအတွင်းထူးပြဆောင်ရွက်နိုင်တဲ့ကိစ္စကတော့ဧဘရလ၁ရက်နေ့ တကူလာရဲ့ပထမဆုံးသောအင်္ဂါနေ့အဲ့ဒီမနေ့9နိုင်ချိန်မှာဖရာဇေတီရဲ့ဗုဒ္ဓတော်မှာဗတောင်းညွန်ဆနေညွန်သွားရောက်တင်ပြီးတော့အလိုရှိရဆန္ဒပြုပါဒါတနေ့မှာတည့်ရတည့်မှာမှာအဲ့ဒီတမနေ့အဲ့ဒီချိန်မှာလို့ရင်ဆူတောင်းပြည့်တဲ့ထူးခြားတဲ့နေ့တစ်ခုဖြစ်တဲ့လက်တွေ့ဆုံးချပြီးကောင်းခြင်းကံကြမ္မာကိုရယူနိုင်ပါတယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်ဧပြီလတရက်နေ့ကနေခொနည်းနေ့တော်တွင်မှာကောင်းသောကံတွေရှိတယ်ရန်တိုက်ကံတွေနဲ့လည်းကြုံမယ်သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးမယ်ကိုလိုချင်တဲ့ဖြစ်လို့တဲ့ကိစ္စတွေအကုန်လုံးကိုလည်းအတိုက်ခံတွေကြားတဲ့ထိုးပေါက်ပြီးလောကိုင်းနိုင်တယ်စာရွက်စာတမ်းငွေချေးလက်ပြောင်းလက်တွေသတိထားရမယ်ကြားဝင်တာဝန်ယူခြင်းအမှန်ခံခြင်းမပြုတ်ရအောင်သူများပြဿနာကိုယ်ပြဿနာဖြစ်ရန်တိုက်ခံတွေနဲ့တိတ်တိတ်တွေ့ရတဲ့ ဝေချေးပေးယူညှိပွားစရာတွေရှိတတ်တဲ့အတွက်ဝေပေးငွေယူကိစ္စမှန်သမျှတတိနဲ့ဆောင်ရမယ်အခြေပြတာရေးတွေမှာလည်းမထင်မှတ်ထားတဲ့ပြဿနာသေးလေးရတယ်ကြီးစားပြဿနာတွေဖြစ်ကူးပြောင်းတတ်တယ်ခီးကိစ္စစီစဉ်လို့အောင်မြင်နိုင်တယ်တရက်နေ့ကတော့ရန်တိုက်ခင်းနေနဲ့ရှင်ပြီးလောရတဲ့နေ့အရာရာသတိထားတဲ့နေ့ဖြစ်တဲ့နေ့ရက်နေ့မှာငွေချေးကံလုပ်ငန်းကံဘဝကံတိုးတက်မယ်အပြောင်းလဲတွေနဲ့ပတ်သက်တဲ့ကိစ္စစီစဉ်ဆောင်ရွက်အောင်မြင်နိုင်တယ် အရှိရကိုတည်သွားစရာနေရှိတတ်တာသတိထားမယ်မနဲ့ခုနှစ်နိုင်ခွဲနဲ့ကိုးနိုင်ကြသတိထားသုံးရက်နေ့မှာရံပတိပက္ခနေနဲ့အောင်မြင်ခြင်းတွေကိုဖောက်ထွင်းပြီးတော့လုတ်ကန်နိုင်တဲ့ကံအရာရာဆင်ပြောင်းဆောင်ရွက်နိုင်တဲ့အခွင့်အရေးတွေရှိလာမယ်။လေးရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်။ဝင်ကြေးကလုပ်ငန်းကဘဝကတိုးတက်မယ်။စီးပွားကထူးကောင်းမယ်။မတင်မဘဲကိုဝင်ကြေးဝင်လိမ့်မယ်။၅ရက်နေ့မှာအတိုက်ခံအမတန်များမယ်။စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်။ ကတိပြတ်တဲ့သူတွေနဲ့တွေ့လိုက်တယ်6ရဲ့နေ့မှာပေါ်ပေါက်လာတဲ့ခွေရည်တွေကိုတည်းမတန်ကောင်းနဲ့လမ်းကြောင်းသစ်နဲ့ထိုးပေါက်ပြီးတိုးတက်သွားမယ်ဆုံးဖြတ်ချက်မှန်နေမယ်ခွန်ရည်နေ့မှာကျွေးဟောင်းပြန်တောင်းလို့ရတယ်ခီးသွားလို့အဆင်ပြေမယ်သွားနေကြဖို့တဲ့နေရာတစ်ခုကိုရောက်သွားနိုင်မယ်ထူးခြားတဲ့ကံကြမ္မာကောင်းတွေပေါ်ထွန်းလာနိုင်မယ်ဒီတပတ်တာကလအတော်တွေမှာဇာသပတိနေဗုဒ္ဓဟူးနေ့ တောက်ကြံနေဝိသူတွေကောင်းကျိုးပေးတယ်။တနည်းငွေတွေကနေဝိသူများကြောင့်စိတ်နှောက်ရှက်ဖြစ်မယ်။တင်ငါကိုကနန်းနေချိုးပေးတယ်။အစိမ်းရောင်ဖြစ်ရောမိခွန်းရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်နိုင်တယ်။အေငါနဲ့မွေးသူတွေအတွက်တကူးလာရဲ့ပထမအဆုံးအေငါနဲ့ဧဘရလ10ရက်နေ့မနေ့9နိုင်ချိန်မှာဗဒောင်းညွန့်12ညွန့်ဖျားဇေဒီရဲ့ ဗုဒ္ဓတော့မှာမနေ့9နိုင်အချိန်တိတိကျကျသွားရောက်ပြီးတော့တင်ပြီးတော့အလိုရှိရစန္ဒပြုအဲ့ဒီဆူတောင်းနေမလွဲဧကတိချမှုကြပြည့်စုံနေမယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနေဝေသူအလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ10ရက်နေ့ကနေခொနည်းနေ့တော်တွင်မှာပြောင်းလဲမှုနဲ့တိုးတက်ဖို့ရှိတယ်ရည်မှန်းချက်တွေအောင်မြင်မယ်ဆုံးဖြတ်ချက်မှန်မယ် လို့သမျှထူးခြားတဲ့တန်လန်းနဲ့အောင်မြင်သောအကံခွင်လန်းတွေကိုပိုင်ဆိုင်ဖန်တီးခွင့်ရှိတယ်။ဒီကဏ္ဍအတွင်းမှာစတင်လိုက်တဲ့ကိစ္စတွေကထူးခြားတဲ့အနာဂတ်ရဲ့အနှစ်သာရတွေကိုရရှိမယ်။အပြောင်းလဲသစ်ရှိမယ်။နေရာသစ်ဝင်းကျင်သစ်တွေနဲ့ပတ်သက်တဲ့သွားရောက်ခြင်းနဲ့အကျိုးပေးခြင်းကိုရရှိလိမ့်မယ်။အလူဒါနမထင်မှတ်ပဲပြုရလိမ့်မယ်။ဆောင်ရွက်တဲ့ကိစ္စရဲ့ကံအကျိုးပေးမှုကိုတည့်နေမှာကြုံမယ်။အရာရာကောင်းသောနေထိုင်ရှိမယ်။နေ့ရက်နေ့မှာ ရပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းဝေချေခံကောင်းခြင်းလက်ဖွင့်ခြင်းတွေရှိမယ်မတော်တဆတိကေမန်ဒီကူးဆက်ရမယ်အရှိရကုန်တည်သွားစရာတွေရှိတတ်တယ်မနေ့ခုနိုင်ခွဲနဲ့ကိုးနိုင်တွင်သတိထားရမယ်သောရနေ့အရာရာခံကောင်းခြင်းနဲ့ဘဝထွက်တဲ့ခြင်းရှိမယ်ရည်မှန်းချက်စစ်တွေကိုလက်တွေ့ကြိုးပင်းနိုင်တယ်ဆောင်ရွက်လို့ကြိုးရှိမယ်လေးရက်နေ့မှာအပြိုင်ဆိုင်မှန်သမျှကျော်လွားပြီးဘဝထွက်တဲ့မှုရဲ့နှစ်သာရကိုရမယ်ဝေချေခံကောင်းမယ် ငါးရက်နေ့ကသူများပြဿနာကိုပြဿနာဖြစ်တတ်တယ်။စေဒနာဝေဒနာဖြစ်တတ်တယ်။၆ရက်နေ့အလူမင်္ဂလာကိစ္စပါဝင်ရနိုင်မယ်။မြေတားရေးစမ်းပွင့်နိုင်မယ်။မိသားစုနဲ့ပတ်သက်တဲ့ကောင်းကျောင်းကောင်းသောသတင်းတိုးတက်မှုတွေရှိမယ်။ခုနှစ်ရက်နေ့မှာပထမဖက်အပြောင်းလဲတွေရှိလာမယ်။ခီးကောင်းနိုင်မယ်။ဝေးကွာနေတဲ့သူတွေနဲ့ပြန်လည်ဆုံးစည်းခြင်းချိုးပေးခြင်းကိုကြုံမယ်။တနည်းလာနေကနေဗုဒ္ဓနဲ့ဝေစုတွေတပတ်တာအတွင်းကောင်းစွာကိုယ်ကိုချိုးပြေနိုင်မယ်။ တနည်းကတွင်နေစင်နေဝဲသူများကြောင့်စိတ်နောက်ရှိတဲ့ရှိရနိုင်မယ်တတိထားပြီးဆက်ဆံရမယ်သူတို့ကိုတလေကိုကနံချိုးပေးတယ်အဝါလိန်မရွှေရောင်တို့ကိုသုံးပြီးတော့အလိုရှိရကိစ္စတွေဆောင်ရွက်နိုင်တယ်။ကောင်းခြင်းကံကြမ္မာနဲ့တိုးကြတဲ့တိုးတက်မှုတွေကိုရရှိစေဖို့အတွက်တနည်းမှာတရက်တရက်မှာတမနဲ့ဧပြီလတရက်နေ့မနဲ့9နိုင် အချိန်မှာဗုဒ္ဓတော်မှာသွားပြီးတော့ပတောက်စနစ်ညွတ်တယ်လောရဆူတောင်းဆူတောင်းပြည့်ကိုပြည့်မယ်အဲ့ဒီနေ့အဲ့ဒီအချိန်ကလာကိုစနစ်တကျသုံးတယ်ရင်အနာဂတ်တစ်နှစ်ကိုလည်းထဲရောက်ပြီးကိုအောင်မြောင်ဆောင်ရနိုင်ပြီကျေးဇူးတင်ပါတယ်ဇာသပတိနေ့ဝေသူအားလုံးမင်္ဂလာပါ2025ဧပြီလ10ရက်နေ့ကနေ9ရက်နေ့အတွင်းဟာ ဇာတာပရိနိမွေသူတွေအတွက်လက်ကောင်းခြင်း၊ကံကောင်းခြင်း၊လူပြည့်စုံခြင်း၊ဘဝတိုးတက်ခြင်း၊ရည်မှန်းချက်အောင်မြင်ခြင်းနဲ့ဘဝရည်ရွယ်ချက်တို့ရဲ့နှစ်သာရကိုလက်တွေ့ကောင်းတဲ့ပေါ်၍မြင့်မားသောအဆင့်တစ်ခုကိုကူပြောင်းတိုးတက်အောင်ဆောင်ရနေတဲ့ကံခွင့်ရေးဘဝကံချမအခွင့်အလမ်းနဲ့လိုရာပြည့်စုံခြင်းတွေရအခွင့်ရေးရှာဖွေရဲရရှိမယ်ရှာဖွေခြင်းတွေရှာဖွေရဲတိုးတက်မယ်ပေါ်ပေါက်လာတဲ့ခွင့်ရေးတွေလက်တွေ့သုံးချရွေလဲကောင်းသောကာလတစ်ခုဖြစ်တဲ့တရက်တွေ အဲ့ဒီကအရာရာဆင်ပြေခြင်းနဲ့တိုးတက်ခြင်းကံပွင့်တဲ့နေ့နေ့ရက်နေ့အထူးသတိထားမယ်မတော်ဆခြင်းရှိတတ်တယ်။ဇာတိုက်ခဏနေနဲ့လဲခြုံတတ်တယ်အဲ့ဒီကမဟာယဇန်းနဲ့လဲတိုက်ဆိုင်နေတော့သွားလာဂယူဆိုင်ရမှာပေါ့။အရှိရကုန်တည်သွားဇန်ကြီးဖြစ်တတ်တယ်မနဲ့ခုနှစ်နိုင်ခွဲနဲ့ခုနှစ်နိုင်တွင်သွားလာနေတဲ့ထူပြုဂယူဆိုင်ရမယ်။သုံးရက်နေ့မှာအရာရာဆင်ပြေမယ်။ရပိုင်ခွင့်နေပြန်ရမယ်ဆုံးဖြတ်ချက်မှန်မယ်။၄ရက်နေ့ရပိုင်ခွင့်ဟောင်းနေပြန်နေရခြင်း အရဝင်းနဲ့ပတ်သက်သောကောင်းတဲ့တင်ကြုံခြင်း၅ရက်နေ့ဝေးကြီးကံကောင်းခြင်းလက်ပွင့်ခြင်း၆ရက်နေ့ရှင်ပြန်မှုမှသမျှအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့ကြုံမယ်။9ရက်နေ့မှာတော့ဥတီချက်တွေဆောင်ရွက်သမျှတွေအစဉ်ပြေလင့်ကစားလူယုံဒုက္ခပေးတတ်တဲ့သူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်နှောက်နှေးသွားတတ်တယ်။တနင်္လာနေ့ရင်ကနေ့ဗုဒ္ဓနဲ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေတောက်ချာနေ့မွေးသူများကြောင့်စိတ်ပင်ပန်းသူပင်ပန်းဖြစ်တာတွေကိုကြုံနိုင်တယ်။ ရှစ်ခုကိုကနန်းနေအကျိုးပေးတယ်အနဲ့ရောင်ပြာရင်ရောင်မိခွရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေကို ဆောင်ရွက်ရင်အထူးကျိုးရှိနိုင်မယ်ဧဘရလတရနေ့တကူလရဲ့ပထမဆုံးသောအင်္ဂါနေ့ထူးခြားတဲ့တကူဆွမ်းသက်တည်ရှိတဲ့နေ့အဲ့ဒီနေ့မနေ့9ရက်နေ့ချိန်မှာဖျားစေတီရဲ့ဗုဒ္ဓဟောင်းမှာသွားရောက်ပြီးတော့ပတောင်းညွတ်12ညွတ်တင်ပြီးတော့အလိုရှိရာဆူတောင်းလိုက်ပါ အမှန်တကယ်ဆူတောင်းပြည့်ခြင်းနဲ့ကောင်းခြင်းကံကိုရမှာဖြစ်ပါတယ်ယေရှုတည်ပါတယ်တောက်ချန်နေဖွေသူအလုံးမင်္ဂလာပါ2025ယေဘုလတရနေ့ရနေ့9ရက်နေ့အတွင်းမှာအပြိုင်ဆိုင်တွေများမယ်ကိုနဲ့ထိတ်တက်ရင်ဆန်းတဲ့သူတွေနဲ့ကြုံရမယ်ဒါပေမဲ့ကိုကအနိုင်ရနေမယ်ကိုရဲ့အတွေးယူဆတွေသူများနဲ့လုံးဝမတူတခါတည်းစန့်ကျင်နေလိမ့်မယ် ူတစ်ပါးနောက်ကိုလိုက်နေခြင်းနဲ့ကိုလန်းကိုထိုးပေါက်ပြီးသားလုံလိုက်ပါခီးကိစ္စအဆင်ပြေမယ်ဥတီချက်စစ်အောင်မြင်မယ်အတိုက်ခံအလုံးကိုကျော်လွှမ်းမယ်ရီမန်းချက်စစ်တွေရှေ့တို့လို့လို့ကောင်းမယ်ရပိုင်ခွင့်တွေပြန်လည်တောင်းဆိုနိုင်တယ်အခက်အခဲအလုံးကိုထက်ရက်ရင်ဆိုင်ဖြစ်ရှင်းတိုးတက်မှုကိုရနိုင်တဲ့ကာလဖြစ်တယ်တရက်နေ့မှာရပိုင်ခွင့်ရခြင်းအခက်အခဲဖြစ်ရှင်းခြင်းဘဝတိုးတက်ခြင်းကြောင့်မယ်နှစ်ရက်နေ့မေကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်အလိုပြည့်စုံမယ်ဒါပေမဲ့ ဲ့ဒီမှာဟာရကျန်းအသွားလောက်ယူဆရမယ်ရှစ်ရက်ကိုတီးသွားစရာနေရှိတတ်တယ်မနေ့ခုနိုင်ခွဲနဲ့ကိုနိုင်ကြပို့ပြီးတော့သတိထားသုံးရက်နေ့ရှင်ပြိုင်မှုမှန်တယ်အောင်မြင်မယ်ကိုနဲ့ရင်ဆိုင်သွားတော့ကိုထိတ်တိုက်ရင်ဆိုင်ပြီးတော့ကိုအတန်းရနိုင်တယ်လေးရက်နေတော့သတိထားဝေချေးပေးယူကိစ္စဆိုသတိထားအငင်းဘွားမယ်ထင်လွဲခံရတတ်တယ်ပြဿနာကြီးဖြေရှင်းရတတ်တယ်အဲ့ဒီလေးရက်နေ့ကရံများမယ်၅ရက်နေ့ကျတော့အရာရာရှင်ပြေးသွားပြန်ရော့ မိကောင်းဆွေကောင်းတွေလည်းအထောက်ကူတွေလည်းရအရာရာကံကောင်းခြင်းတွေလည်းကျုံ6ရက်နေ့မှာလူမျိုးခွဲအကျိုးပေးပြောင်းလဲတဲ့တိုးတက်မှုတွေရှိ9ရက်နေ့ကငွေကြေးလုပ်ငန်းစီးပွားဘဝရေးရအပြားပြားကောင်းခြင်းကံတွေကျုံမယ်ဒီတစ်ပတ်အတွင်းတနေ့ကတွေတောက်ကြစနေမွေးသူတွေကောင်းကျိုးပေးမယ်တနေ့လာကြာသာပတိနေ့မွေးသူတွေစိတ်နှောက်ရှက်ပေးလိမ့်မယ်နှစ်ခုကိုကနံကျိုးပေးတဲ့အဖြူစိမ့်ပြီးကိုရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆန္ဒပြပြလုပ်ရနိုင်မယ်အထူးဆောင်ရွက်ရမယ့်ကိစ္စက ဧဘရလတည့်နေ့တကူလာရဲ့ပထမဆုံးအင်္ဂါနေ့အဲ့ဒီနေ့မှာဖျောက်သွားမယ်ဗုဒ္ဓတော်မှာသွားပြီးတော့ပတောင်းညွန့်ဆန်းညွန့်လူမယ်အချိန်မနဲ့9နိုင်တိတိမှာသွားရောက်လောက်ရမယ်ထူးခြားတဲ့အကျိုးဆက်ကိုရမယ်ဆူတောင်းပြည့်လိမ့်မယ်လက်တွေ့ဆောင်ရနေပါတယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာ အပြန်ဆိုင်တိုက်ခါလုံးကိုကြော်ပြီးတော့ဘဝတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုရရှိပိုင်ဆိုင်ခွင့်ရှိတဲ့နေသားကောင်းကိုကြုံမယ်။ရှင်ပြန်မှုမသမအောင်မြင်ခြင်းရှိမယ်။ကိုလို့သမယလူသည့်ထေရှားဖြစ်မယ်။နာမည်ကြော်ကြားခြင်းကိုလူလားသူတွေဒီချိန်မှာကိုလို့တန်ကြော်ကြားသွားမယ်။လှုပ်ဝဲပြီးလှုပ်ရှင်တဲ့သူလှုပ်ဝဲလို့မရဘူး။လူများကိုစောင့်ကြည့်နေမယ်။ကိုလို့တာအားလုံးကိုလည်းဝေဖန်ကြနေမယ်။အဓိကကတော့ဒီချိန်မှာကောင်းသောအကျိုးပေးသောအနေထားနဲ့ ောင်းသောကြော်ကြားမှုအတွက်ကိုရရှိနိုင်တဲ့ကာလပေါ့ငွေချင်းကိုစုလို့တော့မလွယ်ဘူးစုထားတဲ့ငွေတွေတော့ဒီကာလသုံးပြရမှာဒီချိန်မှာလုပ်တဲ့ကိစ္စသူများအတွက်လုပ်ပြရတဲ့နေသားများနေတယ်တရနေ့အရာရာဆင်ပြေမယ်လုံးသမျှအောင်မြင်မယ်တိုးတက်မယ်ရှင်ပြိုင်မှုမှသမျှလည်းအောင်မြင်နိုင်မယ်နေ့ရက်နေ့ရန်တိုက်ခံနေတဲ့ကိုထိတိုက်တွေ့ရတဲ့သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်ဒီမှာနှောင်းနေချင်းချုပ်မယ်အဲ့ဒီနေ့မှာလည်းမဟာရကျမ်းနဲ့တိုက်ဆိုင်နေတော့ အသွားလာဂရုဆိုင်ရမယ်သူချင်းအရှိရကုန်တည်သွားစရာနည်းရှိတတ်တယ်မနဲ့ခွန်နိုင်ခွဲနဲ့ကိုးနိုင်အတွက်သိတ်သတိထားမယ်။သုံးရနေ့ကတော့ရာရာဆင်ပြေခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းတွေကိုကြုံမယ်။လေးရနေ့မှာမထင်မှတ်ပဲခီးကိစ္စဆင်ပြေမယ်။ရပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းနဲ့ကြုံမယ်။မားရနေ့မှာရှင်မန်းမထားပဲငွေဝင်လိမ့်မယ်။လက်ပွင့်လိမ့်မယ်။လောကန်ဆင်ပြေလိမ့်မယ်။၆ရနေ့ကရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့ရတာကြုံတယ်။ ခုနှစ်နှစ်မှာကိုပိုင်ဆုံးဖြတ်ချက်မှန်တယ်တုံးသမ ्या အစီအပြင်မှာစတင်တဲ့ကိစ္စမှန်သမျှကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကိုဖန်တီးနိုင်တဲ့အနေထားကောင်းကိုကြုံနေမယ်တနင်္လာနေ့သောကြံနေ့စနေနေ့မွေးတဲ့သူတွေကောင်းကျိုးပေးလိမ့်မယ်တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်ပါတယ်လေးခုကိုကနံချိုးပေးတယ်အညိုရောင်ပြာရောင်နှုတ်တဲ့အောင်တို့ကိုဝှက်ဆင့်သုံးဆွဲပြီးလောရှိရကိစ္စဆောင်ရွက်နိုင်ပါတယ် တကူလာရဲ့ပထမဆုံးသောအင်္ဂါနေ့ဖြစ်တဲ့ April 10ရက်နေ့အဲ့ဒီနေ့မနေ့9နိုင်ချိန်မှာဘုရားစီတီရဲ့ဗုဒ္ဓတော်မှာပတောင်ဆက်ညို့သွားတင်ပြီးတော့အလိုရှိရာဆူတောင်းမှာဒါမျိုးရပဲခွင့်ခွေရေးကိုရှားတော့ယူပါတနေ့မှမှတရက်တရက်မှမှအဲ့ဒီချိန်လေးမှာဆူတောင်းပြည့်တဲ့ကံကြမ္မာလူသားတွေအတွက်မဟာဆက်ကြဝဠာရဲ့စွမ်းတစ်ခုကဖန်တီးထားတယ်အဲ့ဒါလက်တွေသုံးချအကျိုးရှိနိုင်မယ်ကျေးဇူးတင်ပါတယ်